အဘလူရဲ့နေကုလို့ဘောမနေတာနေပါရလိုက်တယ်ဟုတ်ကဲ့ကျွန်မနောင်နာတွေအများကြီးရပါတယ်ရှင်နော်ကျွန်မပိုင်းကျွန်မကိုထမင်းကိုအေးအေးဆေးဆေးရက်ခတ်ပဲစားပါတော့မယ်ရှင်နော်ဒီမကောင်းတာကြားထဲမှာပြောရတာမောပါတယ်ရှင်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဘောမရတာနောင်တာပဲရတော့တာမှုဘေးမတာရိဆက်မလုတော့ဘူးလို့မပူတူပြောပြလာသည်မှုအစမ်းထိနားဆင်ဝေဖန်သုံးသက်ပေးသွားကြပါဦးခင်ဗျာ ်မင်္ဂလာပါမျိုးတွေကျွန်မဘဘလူမာသေးပါရှင်ဒီနေ့နောက်25ခုနေ့ဂျွန်ဆယ်ရက်နေ့ဖြစ်ပါတယ်ရှမ်းမြောက်သိန်းမျိုးကိုတက်မတော်ကပြန်လဲထိချုံနိုင်ခြင်းရှိတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်ကိုကန်တပုံတွေကလာရှုံမျိုးကိုတက်မတော်လက်ထက်ပြန်ပြီးဆွဲပြောင်းပေးလိုက်ရတယ်လို့ပဲဒုတိယမျိုးတစ်မျိုး ရိုးချစ်ကလေးဖြစ်တယ်ရှမ်းနယ်ကတိုင်ပြည်မြို့ကိုတက်တော်လက်ချက်ပြန်ပြီးနှွှဲပြောင်းပေးနိုင်တယ်ရှိတယ်အခုလာမယ့်ခုလာပိုင်းเนาะအခုလာမယ့်စက်တင်ဘာလမတိုင်ခင်မှာတိုင်ပြည်မြို့ကိုတက်တော်ကပြန်လဲထိချုပ်နိုင်တယ်ရှိတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်သတင်းတွေကြားသိရပါတယ်ဆိုတော့ဒီသတင်းကအမှန်တကယ်ဖြစ်နိုင်တယ်ရှိမရှိဖြစ်မလားမလားဆိုတာကျွန်တော်စောင့်ကြည့်ရပါလိမ့်မယ်ရတော့လဲအမြတ်ပေါ့ရှင်ဂျမတ်သမားတွေကတော့သူတို့ဒီမြို့တစ်မြို့ကိုထိချုပ်နိုင်မှုအတွက်เนาะအသက်ပေါင်းမြောက်များစွာ လူထုတွေသွေးနေကြလူထုတွေအခက်အခဲဖြစ်ဒုက္ခတွေရောက်စစ်လက်နက်တွေကုန်ကြနော်ကုန်ကြစိတ်တွေအင်မတန်များစစ်သုံးစိတ်တွေများပြီးတော့အခုလိုမျိုးမျိုးတမျိုးကိုထိချုံနိုင်ဖို့အတွက်စစ်ရေးနဲ့တိုက်ခိုက်နေတဲ့အချိန်မှာဒီတစ်ချက်မဖောက်ရပဲနိုင်ငံရေးနည်းလမ်းအရပြန်ပြီးထိချုံနိုင်ခြင်းဟာလည်းအရင်ချက်ပါပဲရှင်ကျွန်တော်ဒါကကျွန်တော်တို့လည်းဘက်မှာဆုံးသတင်းကောင်းပါဒုတိယသတင်းကောင်းကတော့နော်ငလေးကြောင့်ပြောကြပြသခဲ့တဲ့ဒီအိမ်ပေါင်း 4000အ3900ကျော်ပေါ့နော်4000 4000ရှိရဲ့လို့ကြားသိရပါတယ်အဲ့ဒီနေရာကိုပြန်လဲထူထောင်ရေးအတွက်လက်ရှိမှာတဘာဘေးရဲ့လေဆိုင်ရာမျိုးသားစီမံခန့်ခွဲရေးအစီအွေးကျင်းပါပြီတော့ကျွန်တော်တို့လက်ရှိတက်ချုံပေါ့နော်ဒူးတက်ချုံဆိုရင်အစီအွေးမှာပြောကြားထားတဲ့အတကားရဆိုလို့ရှိရင်ငွေကြေးပြောကြားတက်ရှိခဲ့တဲ့နေမောင်း3900ကျော်ကိုပြန်လဲတိဆောက်ရေးမကြခင်မှာပေးရသွားမယ်လို့ကြားသိရပါတယ်ဆိုတော့လည်းလင်းကြောက်ဒုက္ခရောက်နေတဲ့နော်ကုရကရမဲ့ပြီးတော့မိုးရဲ့ရေထဲမှာခက်ခဲရောက်နေတဲ့ပြည်သူတွေအတွက်လည်းဒါဟာဝမ်းသာစရာသတင်းကောင်းပါပဲရှင်နောက်ထပ်ဇင်းကတော့ကျွန်တော်တို့လည်းပတ်ဖို့ဖန်နေတော့ပေါ့နော်အာလည်းပတ်ဖို့ဇင်းကနေပြီးတော့ကျွန်တော်တို့အဲမြန်မာမှာငလင်းတဲ့ကြောင့် ဒုက္ခရောက်နေတဲ့ကလေးတငယ်တွေအတွက်လူများထောက်ပံ့ရေးဆိုပြီးတော့တို့အတင်းရဂျာစီလေးကိုလေးလံလေးရောင်းချဖို့ဆိုပြီးတော့အာမြန်မာငွေပြီးကိုကြီးကလည်းထောက်ပံ့ပေးရရှိပါတယ်ဆိုတော့လေပါဘူးတင်ပရိသတ်တွေအနေနဲ့နော်ကျွန်တော်တို့ကဒီနေ့မှာဖလားကိုပူပူလေးလေးရထားတာဆိုတော့အောင်ပွဲခံနေတဲ့အချိန်မှာပဲကိုယ့်ရဲ့ပြည်သူအတွက်ကိုယ့်နိုင်ငံအတွက်လူလန်းပေးလို့လေကင်မရာမှဝန်တာကျင်းနေရပါတယ်လေပါဘူးခံတယောက်ဖြစ်ရတာလည်းပို့ပြီးတော့ကိုကြီးပြပါရရှင်ဆိုတော့နောက်ထပ်ကျွန်မတို့လည်းတစ်ပုံလေးပြပါမယ် ID နဲ့အင်တော်ကြီးဒေတာမှာခရိုနီရွှေလုံငန်းရှင်ဦးဆန်းဝင်းနဲ့ KIA နဲ့ပေါင်းပြီးတော့ကျင်းရွာပိုင်းဘောလုံးကွင်းကိုရွှေတွင်းနေတဲ့အတွက်ဒေတာခန်တွေကကက်ကွက်ဆန္ဒပြနေချက်ဖြစ်ပါတယ်။ဆိုတော့ KIA တို့ KIO တို့တိုင်းရင်းသားခွင့်ရတဲ့လက်နက်ကင်လေဆိုတာကအမိခံတတ်တတ်ပါဖြစ်ပြီးတော့အမှန်တကယ်မှာတော့ကျင်းမြောင်နဲ့လူမျိုးရေးဝါဒနဲ့စစ်စည်းဝါးရေးလုပ်နေတယ်ဆိုတာအရင်ကိုပေါ်လွှင့်ပါတယ်။ အနုရှင်ပြည်ဒီရဲ့အကြံဖတ်ဖွဲ့ဆိုရင်လေထိုးနည်းလက်ကောင်းပါမယ်နော်လက်နက်ကိုင်ပုံကန်လေတော်လိုင်းရေးဘန်းပြရဲလူမျိုးရေးဘန်းပြရဲဒီမိုကရေစီရေးဘန်းပြပြီးတော့ကြီးမြောင်းတဲ့လူမျိုးရေးဝါဒတင်တဲ့စစ်စစ်ပွားရေးလုပ်နေကြတဲ့ဖြစ်တယ်နော်ဆိုပြီးတော့ခိုင်တစ်ခုပြပါမယ်စကိုင်းနဲ့ပုဒ်လူမျိုးနယ်တွေကလိမ့်မြေနဲ့ဥပိုလ်ကျွော်မှာကလဖာပါပါနဲ့မျိုးနယ်တယံစာသာအဖွဲ့တွေကစုံစမ်းစစ်မှန်ကိလောက်ကိုင်ကိုစူးစမ်းနေရတဲ့အတွက်ကျွော်ရဒေသခံပြည်သူတွေနဲ့တတိပတ်ခါဖြစ်နေကြပါတယ်ကျွန်တော်တို့စီ AB 20နှစ်နေတာတို့ရွှေမြောင်းဖောင်ကြီးရောက်တယ်မျိုးနယ်ပါကဖာရဲ့ပါလဖာရဲ့လူဝင်ရှင်တွေကိုကာဝယ်ပေးရအောင် အန်ယူဂျီတမရယုံပြောရေးဆိုခွင့်ရှိသူဥကျော်စောတာဝန်မှအနားယူပြီးတမရဤမြုံမှန်းချက်များကိုမြင့်တင်ပေးသွားမည်ဟုဆိုအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီတမရယုံဤပြောရေးဆိုခွင့်ရှိသူဥကျော်စောကဒင်းတာဝန်ယူထားသည့်ယာဒူးမှအနားယူကာ တမရ၏မြုံမှန်းချက်များကိုမြင့်တင်ပေးသွားမည်ဟုယနေ့စွန်10ရက်တွင်ထုတ်ပြန်ကြေညာသည့်ထို့အတူ UNG တမရယုံကလည်းင်းကိုယနေ့မှစ၍ပြောရေးဆိုခွင့်ရှိသူတာဝန်မှအနာယူခွင့်ပြုကာတမရယုံ၏မဟာပြူဟာမြောက်ထိတွေ့ဆက်ဆံမှုနှင့်ပေါင်းဆက်ညီနိုင်ရေးကဏ္ဍများတွင်ဆက်လက်တာဝန်ယူထမ်းဆောင်စီမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။ထို့သောအနာယူရသည့်အကြောင်းရင်းနှင့်ပတ်သက်၍ UNG တမရယုံနှင့်ဦးကျော်စောတို့ကဖော်ပြပြောဆိုခြင်းမရှိသလို ဝန်ကြီးချုပ်ယုံဤပြောခွင့်ရဦးနေဖုံးလက်ကိုဆက်သွယ်မေးမြန်းသည့်ခဲ့တော်လဲတိကျစွာဖြေကြားခဲ့ခြင်းမရှိပေဦးကျော်စောဤထုတ်ပြန်ချက်အရရင်းတာဝန်ယူလှုပ်ဆောင်သွားမည်အခန်းကဏ္ဍတည်တည် သမရာဤမြုံမန်းဆောင်ရွက်ချက်များကိုမြင့်တင်ပေးကသမရာယုံဤအဓိကအဖွဲ့ဝင်တဦးဖြစ်ဆက်လက်ပါဝင်လှုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်ယင်းအပြင် NUG အစိုးရနှင့်မျိုးဥတော်လန်၏အပေါ်ထားရှိသည့်ဂတိကဝတ်များကိုလည်းစင်စက်မပြတ်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီးသမရာယုံပြောခွင့်ရအဖြစ်တာဝန်ထမ်းဆောင်ခွင့်ရခဲ့သည့်အတွက်လွန်စွာဂုံယူဝမ်းမြောက်ခဲ့ကြောင်းဆိုထားသည် ထို့ပြင်၄နှစ်တာအတွင်းတမရယုံပြောခွင့်ရတာဝန်ကိုယုံကြည်စွာအနှင်းခဲ့သည့် NUG တမရအစိုးရဖွဲ့ဝင်များနှင့်တမရယုံအတွင်းဝင်တို့ကိုလည်းအထူးပင်ကျေးဇူးတင်ရှိကြောင်းဦးကျော်စောကရင်းဤထုတ်ပြန်ချက်တွင်ရေးသားထားသည်ဟိုကာဝေးပြီးတော့ကျွန်တော်တို့ကကျွန်တော်တို့ရွာလူတွေကကာဝေးပြီးတဲ့သူတွေကိုတမုန်းတီးပြီးတော့မောင်းထုတ်တာပေါ့ဒီရွှေမြလုံငန်းကိုကျွန်တော်တို့ကလောကလက်မခံဘူးရွှေချင်းတဲ့လုံငန်းကအနေနဲ့များတယ်ပြီးတော့ကျွန်တော်တို့ကနမခနဲ့အားအိုးရဲ့ဒေတာမဟုတ်တဲ့အတွက်ဒီလက်နက်ကြီးလည်းရောင်းနိုင်တယ်အဲဟို ောက်နိုင်တဲ့နေရာဆိုတော့ဒီဗီဒီယိုရဲ့အတဝင်စီးစင်းကိုလည်းကာဝယ်ရှောက်ရှောက်တဲ့အနေနဲ့ပေါ့ဒီရွှေမြောင်းလုပ်ငန်းကြီးကိုလုံးဝလက်မခံနိုင်ဘူးကျွန်တော်တို့ကလုံးဝခွင့်ပြုနိုင်လို့ဆိုပြီးတော့ဟိုဆန္ဒပြတာပါရွှေမြောင်းလုပ်ပြီဆိုရင်လေကြောင်းတက်ခတ်မှုတွေခံရနိုင်တယ်ဟိုပြီးတော့ဗီဒီယိုရဲ့နေနေအသက်တွေဆုံးရှုံးနိုင်တယ်ဒီမြေထဲမှာရွှေချင်တဲ့လုပ်ငန်းကိုလည်းလုံးဝမလုပ်ချင်ဘူးရွှေမြောင်းလုပ်တာနဲ့ဒီကမ်းပါးကြီးလည်းပြုနိုင်တယ်ရှီအောင်အမွေနဲ့ဖျားတယ်ပြထွေးလည်းပြုနိုင်တယ်နောက်ပြီးအိမ်လည်းပြုနိုင်တယ်ဗျာဟိုနောက်ပြီးလမ်းမဆက်တွေဟိုအထူးဖြင့်ဆက်လေတွေတမောင်းပြီးပေါ့ဒီရေချောင်းပြောင်းသွားပြီးတော့အခက်ခဲဖြစ်နိုင်တယ်ဟိုအဲ့ဒါကြောင့်ကျွန်တော်တို့ကခါခါတူညင်းပြီးတော့ဟိုပြည်သူကလည်းလုံးဝလက်မခံဘူးမလုပ်ပါနဲ့မလုပ်ပါနဲ့တောက်လျှောက်ပြောခဲ့ပါတယ်ဟိုအဲ့ဒါကိုတို့ကမြို့နယ်ပတ်ကဖရ ရပါလာဖရတင်စားတော်ဝင်ကြီးဌာနရငွေယူပြီးတော့စီးပွားရေးလုပ်ငန်းရှင်တွေကငွေပေးပြီးတော့လုပ်ခိုင်းတော့ဟိုအခုလိုပြေးပခိုင်းဖြစ်တယ်။အဲ့ဒီလိုတော်လိုင်းရဲ့အနေနဲ့လက်နက်ကင်ပြီးတော့နိုင်ငံတော်ရဲ့မျိုးပေါ်မြောက်တင်စားတာညောင်းစာကူစာနေတဲ့အတွက်တို့ကိုထောက်ခံတဲ့လူတွေကိုယ်တိုင်မပသုံးလုံးဟာတို့လက်နက်ကင်နေတာခုံးနေတွေကိုကာကွယ်ဖို့တက်လာဆိုပြီးတော့မေးခွန်းထုတ်မှုတွေရှိလာပါတယ်။ဒါကြောင့်မလို့လေအခုပြီးခဲ့တဲ့3ရက်နေပေါ့နော်ပြီးခဲ့တဲ့3ရက်နေရှေ့တစ်ဘက်လောက်ကပေါ့။စကိုင်းတိုင်းဘန်မောက်ဘန်မောက်ဆိုတာရှေ့နေတိုင်းတိုင်းအများဆုံးနေတဲ့ဒေသ။အဲ့ဒီ န်းမောင်တို့စကိုင်းဆိုတာကအရင်အရွှေထွက်တဲ့ဒေတာတွေပေါ့နော်တယန်သာရ Immigrant ဘောရဲ့ဒေတာဖြစ်တဲ့အတွက်အဲ့ဒီဘန်းမောင်ကအနုချေချမ်းဖက်ဖက်ရဲ့တယန်သာတာဒူးဟိုကြီးအဖွဲ့ဆိုတာရှိတယ်အဲ့ဒီအဖွဲ့ကခေါင်းဆောင်အချမ်းဖက်ခေါင်းဆောင်အာကာအပောင်ဝင်လူ40ကျော်ကိုအနုချေရဲ့ပေါတုံးလုံးတွေကပြန်ပြီးဖမ်းလိုက်တယ်လို့တရေတွေကြားသိရပါတယ်ဒါအစတော့ဝင်စားပြစာပေါ့နော်နောက်တော့ဝင်စုမတည့်တဲ့ခါကျတော့အချင်းချင်းတရောင်းနာချင်းချင်းခက်ဆောက်ခုတ်ပြီးတော့စခွက်လူပဲဖြစ်ပါရဲ့အမိကျဲမိစာခေါင်းကျဲခေါင်းဆောင်နော်လက်လက်ကမ်းပြီးတော်လိုင်းအမိကပြီးတော့နိုင်ငံတော်ရဲ့တယန်သာတာတွေဝတ်ထုတ်ခေါ်ရဲ့အဲ့ကနေပြီးတော့ဝင်စုမတည့်တဲ့ခါကျတော့အခု PDF တက်ဖက်ကောင်းဆောင်အာကာပါဝင် PDF အယောက်40ကိုအန်နူဂျီရဲ့ပါသုံးလုံးကပြန်ပြီးဖန်ဆီးထားပါရဲ့စကိုင်းတိုင်းဘန်းပေါက်မှာအဲ့လိုဖန်ဆီးတဲ့နေရာမှာရွှေချောင်းတွေအပါဝင်နော်ပီနန်အိတ်ဆာလာအိတ် အပြည့်ထည့်ထားတဲ့ပတ်စံအိတ်တွေလည်းပဲတင်စီရပြီးရဲ့လို့တင်နေကြသိရပါတယ်ဆိုတော့ဒေါ်လာရေးဒေါ်လာရေးဒေါ်လာရေးအမိခံပြီးတော့လက်တွေမှာတော့နိုင်ငံတော်ရဲ့တရားစာတတွေကိုကိုကြိုးအတွက်ထုတ်ယူသုံးဆွဲနေကြတဲ့ဂျက်ဖက်သမားတွေဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးအနေနဲ့ ။ဒါကျွန်မလည်းပတ်သက်တဲ့ခရီးလေးတစ်ခုကိုဆရာမကြီးတယောက်တင်ပေးထားတာကျွန်မတွေ့ရပါတယ်။အင်မလည်းကျေးဇူးတင်ပါတယ်ရှင်။အရှိရကဆိုရင်ကျွန်မ comment လေးတစ်ခုတွင်နေ။နော်။ကို့မုန်းနေတဲ့လူတွေအတွက်အချိန်ပေးပေးနဲ့ကို့ကိုချစ်တဲ့လူတွေအတွက်အချိန်ပေးပါဆိုပြီးကျွန်မကိုအတင်ရန်ပေးလာတဲ့ comment လေးတစ်ခုကျွန်မဖတ်ရပါတယ်။ဆိုတော့ကျွန်မကိုမုန်းနေတဲ့လူတွေအတွက်အချိန်မပေးပေးနဲ့ကျွန်မကိုချစ်တဲ့လူတွေအတွက်အချိန်ပေးပါမယ်ရှင်။ဆရာမကြီးတက်ပါလေးပြီးတော့ကျွန်မကိုဒီမဲ့ပြီးတော့တင်ဆက်ပေးထားတဲ့ခရီးလေးတစ်ခုကျွန်မပြန်လည်းညဝေးပေးလိုက်ပါရစေ။ကျေးဇူးနဲ့တင်ပါတယ်။ကျွန်မချမ်းသာလို့ဘေးပြန်ဝေးပါပါရှင်။ရေရမတူရရ တော့မမြင်ရတော့ဘူး။ဘယ်လိုဒီမှာအုတ်တော်လေးတောင်းပြီးသွားရဖြစ်ကိုပေါ်လို့တော့ပေါ်တော့ပေါ်တော့လို့ရိုးစစ်စူလာအားလို့မိသားပါ။ခင်ဗျာလေးအမိကတော့မပူတူပါ။ခင်ဗျာလေးကတော့သူ့နာမည်မပူတူနုငယ်အရွယ်လေးပေမဲ့ဘယ်မသေးတဲ့ညံရီသွေးဘာသာသွေးလဲရဲနေသွေးတို့ဘီခွင်သားရအေးဖို့ ဒီကလေးမျိုးဂုံပြုတ်ချင်းအမျိုးဂုံရောင်ထုံးပြောင်နေသွေးဘာမထီမြန်ပြီဖွားတယ်ပုတူတယ်လေချိုးပြုံးရွှင်သူ့နှုတ်ခမ်းကလူတရန်တို့အဖင်းစကားကိုတရားလိုအပေါ်လိုမရှိပဋိကြခြေပနိုင်ငံတော်အတွက်သမီးတယောက်ဖြစ်တဲ့မပုတူလေးအတွက်ဆက်ထားတယ်ခင်ဗျာလေးပါ